မြန်မာနဝချန်နယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလံလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတိပါရေးသားထားတဲ့မျက်စံထုံးနဲ့မိုးစိုးကြီးစောထီးရှာပုံတော်ဇလံလေးကိုပရိသတ်ကြားနားဆင်ရမှာဖြစ်ပါတယ်။မျက်စံထုံးကအာယုံတက်တဲ့အချိန်မှာ ရှေ့အမြင်နေရတဲ့မီးလောင်ကိုဦးတည်ပြီးခရီးဆက်လာခဲ့တာ။နေထန်းတစ်ဖြားလောက်မှာတော့တောင်ကြီးရွာကလေးတစ်ခုစီကိုရောက်လာခဲ့ပါတယ်။ရွာကြီးရွာကောင်မဟုတ်ပေမဲ့လည်းရွာခုတ်တောင်သူတွေရဲ့အမိပြုဟာကြေးတော့ရွာငယ်ကလေးဖြစ်တဲ့အလျောက်အတန်ငယ်တာယာလှတယ်။ရွာထိပ်မှာရှိတဲ့နဘဲပင်တဖန်းပင်တွေကြောင့်လည်းတောရိပ်တောငွေတွေကလွှမ်းခြုံနေတယ်။ရွာထဲစီဝင်အစဖုန်ကြီးကျောင်းတစ်ကျောင်းကို တွေ့ရလို့ဗုဒ္ဓဘာသာကိုးကွယ်တဲ့ကရင်လူနည်းစုဖြစ်ဟန်တူပါရဲ့။ ရွာအလဲပိုင်းမှာရှိတဲ့မကြီးပင်တွေရဲ့ကြားထဲမှာလဲတဲတာတာအင်္ဂလိပ်တလုံးကိုတွေ့ရတယ်။အိမ်ရှိထရံမှာဥဂျိုကာကာနဲ့တမဲခေါင်းကုန်ကြီးကိုချိတ်ဆွဲထားပြီးဘဲဘက်ဂျိုတစ်ချောင်းမှာတော့ပလိုင်းကိုချိတ်ဆွဲထားတယ်။ထရံမှာဓာတ်နှစ်ချောင်းကိုလည်းကလန့်ပြထုတ်ထားသေးတယ်။အိမ်ရှိမကြီးပင်ရဲ့အောက်မှာတော့ကိုဝင်းဆောင်အမျိုးသမီးတယောက်ကဝဲလက်နဲ့ခါကို ထောက်ပြီးရလက်မှာဓမ္မတူကလေးတစ်ချောင်းကိုကင်ထားတယ်။အဲ့ဒီဓမ္မတူနဲ့အိမ်ထရံစီတွေ့တက်နေတဲ့ ွယ်စားနဲ့မြန်းတွေကိုရှင်းလင်းနေတယ်။ဝတ်ဆင်ထားတဲ့ရိုးရာတင်တဲ့ခနှွန်းနှွန်းကိုကြည့်ုံနဲ့ကရင်အမျိုးသမီးတူဖြစ်ဟန်တူတာသိကြတယ်။အိမ်ပဝင်းကျင်ကိုရှင်းလင်းနေတာကိုကြည့်ုံနဲ့လင်းသားမရှိဘူးဆိုတာသိကြတယ်။ဒါကြောင့်မျက်စက်တုံးကမိုးဆိုးကြီးဆော့ထီကိုသတိပို့ရမိတယ်။မိုးဆိုးကြီးနဲ့ဆုံခဲ့စရာသူ့ရဲ့မိမမှာကိုဝင်အရက်မှာရှိနေပြီဖြစ်ကြောင်းနဲ့မိဖွားရလွယ်ကူစေဖို့ သင်းခွေချက်ရဲ့သွေးကိုယ်တာမိမဖြစ်တော့တိုက်ဖို့ပြောခဲ့သေးတယ်။အခုလည်းပတ်ဝန်းကျင်နဲ့အဲ့အနေထားအဆောင်ရောင်တွေကမော်ဆိုးတယောက်ရဲ့နေအိမ်နဲ့ဆင်နေတဲ့အတွက်မျက်စံထော်စုံစမ်းမင်းမြတ်မှုအချက်တွေကိုဝင်ခဲ့လေတယ်။အသက်30ကျော်40နီးပါးကိုဝင်းဆောင်အမျိုးသမီးဟာမျက်စံတုံးကိုမြင်တဲ့အခါဓာတ်ကိုထင်ရမှထိုးပြီးလက်ကိုရင်နဲ့ဆေးလိုက်လေတယ်။ပြီးတော့ဘိုက်ကိုရှစ်ပြည့်ခန်းနဲ့နဲ့ရှောက်လာကဘာကိစ္စများရှိလို့လဲဝင့် ဒါမဆိုးကြီးဆော့တီအိမ်လားခမဟုတ်တယ်ဟုတ်တယ်ငါဆော့တီမိမပဲနင်ကသူ့မိတ်ဆွေထင်းရဲ့လာလာအိမ်ထဲကိုလာအမျိုးသမီးကကရင်တန်ဝဲဝဲနဲ့အိမ်ထဲကိုခေါ်ပေမဲ့မျက်စံထွားနေပါစေဗျာဒီမှာပဲထိုင်မှမယ်လို့ပြောပြီးအိမ်ရှိကုပ်ပြုတ်ပေါ်မှာပဲတက်ထန်လိုက်လေတယ်ကိုဝင်စားအမျိုးသမီးကတစ်ဖက်မှာထိုင်ပြီးမျက်စံတော့ဘက်ကိုလှည့်လာတယ်နမေဘယ်လိုခေါ်ပါသလဲအမကြီး နော်ဖော်စေးတာကျုပ်အတွက်ခေါ်ခတ်တယ်ဗျာအမကြီးပဲစုပါစို့ဒါနဲ့မိုးဆိုးကြီးတယောက်အိမ်ပြန်မရောက်သေးရလားကျုပ်နဲ့လမ်းမတော်တွေ့ခဲ့သေးတယ်မဟုတ်တာစော်တီဆုံးတာတလားကြောင့်နေပြီကရင်မကြီးရဲ့စကားကြောင့်မျက်စံထွန်းလဲတော်တယ်ကအချိန်အတိုင်းတာမတူညီတဲ့နေရာတွေကိုဒရိထားမိပြီးအပြောဆိုဆင်ကြရတယ်။ကြာပြီဗျ။ဒါပေမဲ့ ူနဲ့အတွင်တော့အမကြီးမမွေးဖွားကနေအချင်းလို့သူကပြောသွားတယ်။ဟုတ်တယ်လေ။သူတော်တဲ့နောက်ဆုံးတစ်ခေါက်သွားတော့ကိုဝင်းကဆယ်လချုံနေပြီ။ဒါပေမဲ့အခု17လဖြစ်တဲ့အထိမမွေးသေးဘူး။အမကြီးရဲ့ယောက်ျားမသေးသေးပါဘူးဗျာ။ကျုံနဲ့တော်တဲ့မှာဆုံးခဲ့တယ်။ပြီးတော့လူချင်းမတွေ့တော့ဘူး။ဟုတ်ရင်လောက်ကွယ်။နင့်ကိုတရေများချလိုက်တာလားမသိဘူး။ငါတော့ဖြစ်ယုံကိုမယုံဘူး။ ဒါဖြင့်အမကြီးယောက်ျားဘယ်မှာဆုံးတာလဲဒါတော့မသိဘူးလေတော်တယ်ထွက်သွားပြီးပြန်မလာတော့တာကြာပြီပဲတော့နေလူဒန်းစားတည့်ရရဲ့အိမ်တော်မှုတကူကလင်သားကိုသာအမိပြုတ်ပြီးအောက်ကိုရတာမို့ရိုးလဲရိုးကြတယ်အဲ့ဒီအမျိုးသမီးကိုဂယူနာတက်မိတဲ့အတွက်မိုးဆိုးကြီးစောထီကိုရအောင်ရှာမယ်လို့မျက်စံထုံးဆုံးဖြတ်လိုက်တယ်ကျုပ်ကသူအိမ်ပြန်ရောက်နေမလားဆိုပြီးလာကြည့်တဲ့သဘောပါအခုတော်တယ်သွားပြီးပြန်ရှာလိုက်ပါအောင်မယ် တကယ်မသေးသေးလို့တွင်လဲမှားလိုက်ပါအောင်မယ်ဟဲ့ဖလန်တောင်ဝေးခုတ်ခဲ့ပါအောင်လို့ငါစားကြင်လို့မျက်စံတွန်းကတစ်ချက်ပြုံးပြီးနောက်ကျောင်းပြန်လှည့်တယ်။နေတဝါလောင်ရှောက်ရတဲ့ခီးဆိုပေမဲ့နင်းနေမှစိတ်မပြတ်ပဲဆက်လာခဲ့တယ်။လမ်းခီးမှာစဉ်းစားမိတာသူလျှောက်နိုင်ရမယ့်တိတ်တိတ်ချစ်စဉ်လမ်းကိုမေ့ပြီးအခုလိုပြုံမှုနေတာကသူနဲ့တင့်အိမ်မတင့်အိမ်ဆိုတာကိုပဲတိတ်တိတ်ဆယ်ပေါက်အတွက်ကြင့်ကြံအားထုတ်ပဲလို့အဖို့ကိုဂရိပေးထားပြီးပြီဆိုပေမဲ့ တခုမှအကောင့်ထဲမပေါ်ရသေးတာကိုတွေးမိလေးပြန်တယ်။ဒါပေမဲ့လည်းအများကောင်းကျိုးအတွက်မို့အဖို့ခွင့်လောက်မယ်။တာတို့ခေါ်နာလိုက်မယ်လို့မျှော်လိုက်ပြန်တယ်။ရွာနဲ့အတန်းငယ်ဝေးကွာတဲ့လမ်းမှာခရီးတစ်ထောင်ထားရင်တော်အတွင်ထဲစီအမြန်ရောက်စီမဲ့နီးကိုဖန်တီးတွေးတော့နေတယ်။လှေနဲ့သွားတဲ့ခီးကိုမြန်စေလို့ရင်လှေဦးမှာအင်းချရတာကိုသိတယ်။လဲနဲ့သွားတဲ့ခီးကိုမြန်စေခြင်းလဲတဘိုးမှာအစီရင်ပြုတ်လို့ရတာကိုလည်းတက်ကြွနေ။ဒါပေမဲ့ ခြေထောက်နဲ့ရှောက်ရတဲ့ခီးကိုမြင်တဲ့နေရမြေလျှောက်ဝဲစာတွေသာတက်ကျွမ်းလိမ့်မယ်လို့နားလည်ထားတယ်။ချွေချက်အနေနဲ့အောင်လန်းစီရောက်တော့တုံးတဲ့နေကိုကောင်းကောင်းသိတယ်။အဲ့ဒီနေရလူသေးဖနှောင့်သားကိုပြချပြီးဝတ်သေးချင်တဲ့နေကဂါထာတစ်ပုဒ်နဲ့မမ်းမုတ်ပြီးဖွားမှလင်းတော့ရခြင်းဖြစ်ပါတယ်။ဒီနေရလည်းတလခီးကိုနေချင်းပေါအရောက်သွားနိုင်တယ်လို့ဆိုတယ်။ဘိုးအောင်ခန်းနဲ့အထက်ဝဲစာကြီးတွေကမျက်စံထုံးကိုဘလိုပဲပြုတ်ပြင်ထားနေပါစေ။ ်အသည့်ဗီဇာကတော့တစ်ချက်တစ်ချက်မိစ္ဆာနီးတွေပေါ်ပေါက်လာတယ်အဲ့ဒီအသည့်ကိုဒရီနဲ့ထိန်းလို့တမျိုးစိတ်မရှိတာကြောင့်လဲမိမိရဲ့ခြေထောက်နဲ့ခွန်အားကိုသာတုံးပြီးတော်ရဲရှိရာစီကိုရှောက်လာခဲ့ရပြန်တယ်ညနေဆောင်တော့တော်ဆက်စီကိုရောက်ခဲ့ပြီတည်ကြည်ဝါကြီးတွေကြောင့်မှောက်ရိပ်တွေကကြီးစိုးနေတဲ့အတွက်တော်အတွင်ထဲကိုဝင်ဖို့ကမလွယ်ဘူးဝေယုံအကြီးကြီးတစ်ခုအောက်မှာအစစ်တစ်ဖက်ပဲဝင်ရင်းပိုင်းအတုကလေးတစ်ခုကိုကောက်လိုက်တယ် ပြီးတော့လွယ်အိတ်ထဲစီအမွှေးနောက်ရှောက်ပြီးတော့မိုင်းကန်စက်ကူလေးကလေးကိုတွေ့လိုက်ရတဲ့အတွက်၄00ကျကျဖြဲလိုက်တယ်။စက်ကူပေါ်မှာလေးကွက်အင်တစ်ခုကိုကျွန်းစိနဲ့ဆွဲလိုက်ပြီးအင်းဆန်ကိုအခိဒီပန်လို့ထဲ့သွင်းကဝရင်ပိုင်းအတွင်းထဲကိုလှိတ်သွင်းလိုက်လိမ့်တယ်။ပြီးတော့တေဇာတဂါတာကိုရွလို့အစစ်ပိတ်ထားတဲ့တစ်ဖက်ကိုလဝါနဲ့ခတ်တင်းနဲ့ရလိုက်တော့အင်းလေးအသွင်းထားတဲ့အပေါက်ထဲကနေမီးတောင်မီလျံတွေဟုံဟုံတောက်သွားလိမ့်တယ်။ အလင်းရောင်ရပြီမို့အဲ့ဒီမီးတုပ်ကိုတစ်ဖက်ကမြောက်ပြီးတော်ကြီးအတွင်းနဲ့စီကိုခရီးနှင်ခဲ့တယ်။ရှိုးများတောင်တန်းအတွေ့အသွေးတွေမှာတွေ့ရနုံနုံနဲ့လိုက်လံရှောက်ပွေခဲ့တယ်။စမ်းကြောင်ငယ်တို့ကိုဖျက်ချွားရတယ်။ဝါးပင်တွေကြားထဲကနေတုပ်ဝေသွားရတယ်။မော်ဆိုးကြီးကလည်းအရေးတောင်မမြင်ရ။မျက်စံထုံးကရှောက်လို့မတွေ့တဲ့အစုံတိတ်ကိုင်းတိတ်ခတ်တွေကို စုပုံပြီးမီးဖို့တစ်ခုလုံးလိုက်တယ်။လမ်းပြောင်နေတဲ့မော်ဆိုးကြီးစောထီးကိုညအခါမှာမီးရောင်ကုန်ပြီး ရောက်လာလိမ့်နိုးနိုးထိုင်ဆောင်နေမိတယ်။ဒီလိုနဲ့သကောင်းရဲ့အချိန်မျိုးပုံပြကြသည့်တအောင်မိုးဆိုးကြီးဆော့ထိရောက်မလာတဲ့အတွက် သူမတ်တက်ရက်ပြီးလက်သီးကိုတင်းတင်းဆုပ်လို့နှစ်ဖူးပေါ်တင်လိုက်ပြီးနောက်နက်ခေါ်ကားတပုတ်ကိုရွတ်ဖက်ရင်အီတောကိုပန်ဆိုးသောနတ်မျိုးတီဝတာအခုမှကြာငါဆရာအရှိမောက်စီအရောက်လာရမယ်။အထက်ဝိဇာကြီးများ၏အာနာငါဆရာမျက်စင်ထွန်းအမိတ်လိုခေါ်လိုက်တော့လက်သီးဆော့အတွင်းကအလေးရောက်တွင်လက်ကနက်ဖြစ်သွားပြီ။ မျက်စံထုံးရဲ့အရှိမတော်ဆောင်နဲ့တပါပေါ်ပေါက်လာခဲ့တယ်။တော်ဆောင်နဲ့ဆိုပေမဲ့အရေးမထင်ခြေလေးနဲ့အသွင်နဲ့ဝစ်စင်ထားတဲ့ပေါင်းနှဒောင်းကိုကြည့်လို့တောင်ပိုင်ကြီးဆိုတာတက်အပ်သိလိုက်တယ်။ဤတော့မှာတော်ဆောင်နဲ့မရှိဘူး။ကျွန်ုပ်ကတိကေသူရာတောင်ပိုင်ဖြစ်ပြီးတင်းအေးဆက်ကွင်းအာနာမလွတ်တဲ့အတွက်လာရောက်ရခြင်းဖြစ်ပါတယ်။တောင်ပိုင်ဖိုးဖိုးကြီးဤတောင်သုံးလုံးမှာမိုးဆိုးကြီးတူအူကိုတွေ့မိသလား။ မျက်စက်ထုံးရဲ့အမိကြောင့်တောင်ပိုင်းကြီးရဲ့မျက်လုံးကိုစုံမဲ့ပြီးတော်အတွင်ထဲမှာမနောတက်အာယောဒိဗ္ဗစကုနဲ့လှက်ပက်ကြည့်ရှုနေတယ်။အစောကပဲတင်စရာမလားမီးဒီနေရာကိုမုတ်ဆိုးကြီးတူရောက်လာခဲ့တာကိုမြင်မိတယ်။အခုအဲ့ဒီမုတ်ဆိုးကြီးကိုကျွန်တော်မမြင်တက်ရှိထင်ရှားပဲရှိသေးရဲ့လားမသိဘူး။ကောင်းပါပဲတောင်ပိုင်းကြီးကျွန်တော်ရှာပါအောင်မယ်အတင်သွားနိုင်ပါပြီ။ဤအရက်ကနေမြောက်ကိုရွံ့ရင် ဝါနဲ့ပြုတ်လုထားတဲ့ကျောင်းသင်ငယ်ရှိတယ်။အဲ့ဒီအရမသင်းတင်းသုံးနေတဲ့ကင်ကခရသေးကြီးစီကိုသွားရင်ပို့ပြီးတိကြမယ်။တောင်ပိုင်းကြီးကအဲ့လိုပြောပြီးမှင်းမိပျောက်ကဲသွားခဲ့တယ်။မျက်စံထုံးလဲထင်းမိကိုထက်ထက်ရင်စဉ်းစားရပြန်တယ်။ရှာလို့လည်းမတွေ့မေးလို့လည်းမရတဲ့အဆုံးတောင်ပိုင်းကြီးလမ်းညွန်ရအရက်ကိုသာသွားဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ညာရင်းချင်းမယ်မြောက်အရက်တဲတဲ့စီခီးဆက်ရပြန်တယ်။နောက်တနေ့အာယုံတက်ချိန်မှာတော့တောင်ပိုင်းကြီးပြောတဲ့ ကင်ကက်ခရတိကြီးရဲ့ဝါးချောင်းငယ်ကလေးကိုစံချောင်းဘေးမှာတွေ့လိုက်ရပြီးဝါးချောင်းကလေးရဲ့အနီးမှာရှိတဲ့တစ်ပင်ကြီးအောင်ကုံမမို့လေးပေါ်မှာတင်ငဲအညိုစင်မြန်းလို့သပင်တွေကိုငဲထိပ်ပေါ်မှာဆူထုံထားတဲ့ရတိကြီးကိုတွေ့ရတယ်။ရတိကြီးကတင်ချိန်နဲ့အသွင်နဲ့မျက်လွှာချပြီးဇန်ဝဲစားနေတဲ့အခိုက်မျက်စံထုံးဟာတင်းတင်းနဲ့အရက်မှာစောင့်စားနေလိုက်တယ်။အတန်ကြာတဲ့အခါမှာတော့လူပြောက်ရှာတဲ့တကလေးရှေ့ကိုကြွပါအောင် မျက်စက်ထွန်းကအရှိမထားလိုက်တယ်။ယသိကြီးဟာသူ့ရဲ့လက်ကဝက်ကပရီကိုချွတ်ပြီးစတုံးငယ်ကိုပတ်ကမိုးဆိုးကြီးဆော့ထီကိုရှာနေသလားတခါလေး။ပြတော့သူရှာရင်တွေ့တဲ့။ကဲကဲ။ကြောက်တဲ့ငါမောသွားကြည့်ပြီးတော့မျက်စက်ထွန်းကယသိကြီးရဲ့ဝါးကြောင်းငယ်ကလေးတဲကိုဝင်ခဲ့တယ်။တစ်တုံးလှေကနှစ်ထစ်ကိုနင်းပြီးဝချန်ခင်ကြောင်းကလေးပေါ်ကိုတက်လိုက်တော့အသက်မဲ့ပြီးအလောင်းကလုံးမလုံးမရှက်ငြိမ်သက်နေတဲ့ မဆိုးကြီးစော့ထီော်ဝမ်းပိုက်ပေါက်ပြဲဒိန်ရနဲ့တွေ့လိုက်ရတယ်။မျက်စက်ထုံးကအသက်ရှိမရှိတေချာအောင်စစ်ဆေးတယ်။ဒိန်ရကိုဆေးရွက်စိမ့်မုံတွေနဲ့တိတ်ထားပေမဲ့နှလုံးကုန်ခြင်းမရှိအသက်ရှူခြင်းမရှိသွေးလံပတ်မှုမရှိတော့တဲ့အတွက်အသက်မဲ့ပြီလို့ယူဆနိုင်ပေမဲ့လေခြေလက်တွေကတောင့်တင်းကြီးမရှိတဲ့အတွက်ရသေးကြီးကိုမေးဖို့တစ်ဖက်လှည့်လိုက်တဲ့အခါမတည်သေးပါဘူးတခါလေးတော်ဝက်ပတ်တာကြောင့် ဆော့ဆော့ကပဲဒံယာကြီးနဲ့ကြောင်းကိုရောက်လာလို့ကဲထားတာပါ။ပြန်ကောင်းနိုင်သေးလားယသိချင်းသူ့ဒံယာကိုသူ့ကိုယ်တိုင်ဆေးထက်လာတာကွ။ကျုပ်ကတော့လက်ခံမှာမဟုတ်ဘူး။တန်ရအရှိန်နဲ့ငန်းတက်ပြီးမင်းမျောသွားတာ။တတိပင်ရဖို့တော့မလွယ်ဘူး။မျောနေတာဆိုရင်မိုးဆိုးကြီးရဲ့အသက်ဝင်ရှင်ရှီရကိုညှော်ပြပေးနိုင်မလားယသိချင်း။ဘာယသိမှပြောခွင့်မရှိဘူးတခါလေး။လူတို့ကိစ္စပဲဖြစ်တယ်။ဒါပေမဲ့ အသက်တချောင်ကဲကောင်းပါလေ။မိုးစိုးကြီးစောထီရဲ့ဝိညာဉ်ကသူ့ရဲ့အောက်ကူသူအကျိုးဆက်အတိုင်းဘုံဌာနတစ်ခုကိုရောက်နေတယ်။သူ့ကိုသူတော့မသိရှာပါဘူးကွယ်။လိုက်သွားချင်ဘာရက်တိစောင့်နေမယ်။မြစ်ဆက်တော်ကကိစ္စအလုံးကိုသိနေတဲ့ကိကခရတိကြီးရဲ့ဇကားတို့ကိုမှတ်သားပြီးမိုးစိုးကြီးရဲ့စိတ်ဝိညာဉ်ရှိရာအရက်ကိုလူသားခန္ဓာကိုယ်နဲ့မရောက်နိုင်တာကိုသိတဲ့အတွက်เจ้าမောင်မှာပဲတမလွေကိုထိုင်ပြီး စိတ်အာရုံတွေကိုစုစည်းလိုက်တယ်။တခါမှအသုံးမချဘူးပဲမဲ့လက်ပြလွင့်နီးကိုငယ်စဉ်ကတင်ကြဘူးကဲလို့စူးစားပြီးအားထုတ်ရလေတယ်။ပဝင်းကျင်မှာပြည့်လွင့်နေတဲ့စိတ်အာရုံတွေကိုခန္ဓာကိုယ်ထဲမှာစုစည်းလိုက်တယ်။တော်ရင်တွေကငှက်တန်လေးတန်တွေကြောင့်စိတ်ကိုစုစည်းရခတ်နေတယ်။ခန္ဓာကိုယ်မှာကတ်တဲ့အခါကပဝင်းကျင်စီဒရီရောက်တဲ့အခါရောက်နေမောလွဲတဲ့အခါစိတ်အာရုံအလုံးကခန္ဓာကိုယ်မှာတည်နေတော့တယ်။ ယသိကြီးကပြုံးလိုက်တယ်။အဲ့နောက်ဆန်းတက်တဲ့သဘောနဲ့နာမည်ခေါ်ကြည့်တော့မျက်စင်ထုံးမကြားတော့ဘူး။ဒီလိုနဲ့ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့စိတ်ကိုတင်နေရာထဲမှာစုစည်းရပြန်တယ်။မျက်စင်ထုံးကမျက်လုံးနှလုံးချာနှစ်ဖူးရဲ့အလဲတဲ့တဲ့မှာစိတ်ကိုငြိမ်အောင်စုစည်းထားတယ်။ခန္ဓာကိုယ်တလျှောက်ပြန့်လွင့်သွားပြန်တယ်။အဲ့ဒီလိုနဲ့အကြိမ်ကြိမ်ကြိုးစားပြီးစိတ်ငြိမ်အောင်စုစည်းလိုက်တဲ့အခါညနေပဲရောက်တော့စိတ်အာရုံအလုံးနှစ်ဖူးအလဲတဲ့တဲ့မှာငြိမ်သွားခဲ့တယ်။ ဒီအချိန်မှာအသက်မရှူတော့ဘူး။ဘေးနာကတ်လို့မိုးကြိုပြင်းလဲကြားမှာမဟုတ်တော့။မျက်စိနာနှာခေါင်းကို စိတ်တွေမှာစိတ်အာရုံတစ်ခုသာကြံ့ပြီးအမြင်အကြားအနံ့အရသာအထီးတွေ့တွေပျောက်ဆုံးနေတယ်။အဲ့ဒီတစ်ခုတည်းသော စိတ်ကိုစူးစိုက်ပြီးနှစ်ဖူးကနေဥကောင်းအဲ့ဒီကနေတဆိတ်ငယ်ထိတ်တိုင်အောင် မနှောနဲ့သာရွှေ့ယူလို့အပြင်ကိုတုံးကတက်တဲ့ဝါရော့ကြည့်စင်မှာဇံဝင်စားသလိုနှွှဲထုတ်လိုက်လေ။မျက်စံထုံးရဲ့စိတ်ဝိညာဉ်က ကိုခန္ဓာနဲ့ကင်းကွာသွားပြီးတော်ရင်တနေရာကိုရောက်လာတယ်။အရှိယာတစ်ပင်ကြီးသုံးမိဖိုခနောက်ဆိုင်ထားတဲ့အလဲတဲ့တဲ့မှာတန်လျက်တပွဲတရရထနေတဲ့ဝင်ပေါက်တစ်ခုကိုတွေ့ရတယ်။အဲ့ဒီဝင်ပေါက်ကနေတစ်စက်အတွင်းထဲကိုဝင်လာခဲ့တယ်။မျက်ဆိုင်ထုံးရဲ့ကျင်ခဲ့တဲ့ကိုခန္ဓာရဲ့အရှိမှာတော့ကင်းကခရတဲ့ကြီးဟာစီမီကလေးထုံးပေးထားတယ်။အဲ့ဒီစီမီမကုန်ခင်အရောက်ပြန်လာရမှာဖြစ်ပြီးနောက်ကျရင်တော့လက်ပြာကျိုးပြက်ပြီးအသက်နဲ့ခန္ဓာအပီးတိုင်ကင်းကွာသွားနိုင်တယ်။ မျက်စံထွန်းရဲ့စိတ်ဝိညာဉ်ဟာဝင်ပေါက်ကနေတဆဲရွာတရွာကိုရောက်လာခဲ့တယ်။ရွာကြီးရွာကောင်းစုပေမဲ့နမ်းမှုနမ်းရမပြောက်တဲ့ရှင်ဟောင်းရည်ကျင်းမှုတွေကိုထူးဆန်းစွာနဲ့တွေ့ရတယ်။ရွာကိုအုံတိုင်းပတ်လဲကာရန်ထားပြီးတေသတကားကြီးကိုလည်းအခိုင်အမာတိဆောက်ထားတယ်။အဲ့ဒီတကားကြီးရဲ့အနီးမှာမြောင်လှရွာဆိုတဲ့စာလုံးအလှနဲ့ရေထိုးထားတဲ့ကြောက်တိုင်နဲ့ကြောက်ပြားကြီးကိုတွေ့ရတယ်။တကားဝါကိုရောက်တော့အလိုလိုပွင့်သွားတဲ့အတွက်ရွာတွေကိုဝင်လာခဲ့တယ်။ ရွာရဲ့အဝင်မှာမိကင်းမျောစင်နဲ့ပြတ်သက်တဲ့ဇောင်းတွေကိုတွေ့ရတယ်။ညအခါဖြစ်တာကြောင့်ရွာတကားအနီးမှာမိတုပ်တွေလည်းထိုးထားတယ်။ဒီလိုနဲ့ဆက်လျှောက်လာခဲ့ရင်ရွာတွေရအိမ်တွေကဆင်းရဲသားအိမ်ဆိုတာမရှိပဲကျွန်းအိမ်မဲကြီးတွေကိုတွေ့ရတယ်။အိမ်ဒီဆောက်ပုံကလည်းပကြီးပပုလက်ရာတွေနဲ့ရှင်ဟောင်းဘေးသူကပညာရှင်တွေရဲ့လက်ရာတွေဖြစ်နေတယ်။အချုံအသက်ပုံနဲ့ပြတ်သက်တွေကညအခါမှာပဲလက်ရောင်ကြောင့်တက်လက်လက်တောက်ပနေတယ်။ ဒါပေမဲ့လူနေအိမ်တွေကိုသာတွေ့ရပြီးလူတွေကိုတော့မမြင်ရအောင်အိမ်တိုင်းလိုလိုပဲတယောက်မှမရှိတော့တဲ့အတွက်ရွာဆုံးတဲ့အထိရှောက်ဖို့ပဲဆုံးဖြတ်လိုက်တယ်။ရွာကြီးဟာအလုံးရှိလျပြီးအတန်ကြာအောင်ရှောက်လာခဲ့တော့ရွာအလယ်ပိုင်းကိုရောက်လာတယ်။ရွာလမ်းမကြီးရဲ့ဘေးကတစ်ပင်တစ်ပင်ကြီးရဲ့အောက်မှာတော့အမတ်မတဲအရိုးစုတစ်ခုကိုမြင်လိုက်ရတာကြောင့်တေချာစူးစိုက်ကြည့်လိုက်တဲ့အခါလူအုပ်တူထန်နေတာကိုတွေ့ရပြန်တယ်။အဲ့ဒီလူအုပ်ကြီးရဲ့လက်ဘေးမှာ တမက်စီကလေးတစ်ခုကိုကလေးခမဲပေးထားသလိုဆွဲထားပြန်တယ်။အဝတ်အစားတွေကလည်းတောင်ရှိပစိုးနဲ့ခေါင်းပေါင်းတွေကြောင့်ရှေးပမာကြီးအတင်းဆောင်နေတယ်။မျက်စိုက်ထုံးလည်းအမြင့်မားတဲ့အထင်နဲ့အဲ့ဒီလူအိုးရဲ့အနားကိုကတ်သွားပြီ။ဒီရွာမှာလူတွေမနေကြဘူးလားအဖ။ရှိပါတယ်လူကလေးရဲ့ရွာသားအသေးကြိုးစုပ်ပွဲသွားကြလို့တကြီးပန်းတွေပဲကြံခဲ့ကြတာပါ။ရွာသားအသေးကြိုးစုပ်ပွဲဟုတ်လားဗျ။အထူးအဆန်းပါလား။ အေးကွယ်ဒီရွာသားအဖြစ်ခန့်ယူရင် နေစရာအိမ်တစ်လုံးပေးတယ်လေစားစရာလည်းမပူအောင်ရွာထဲရှင်နေသားကိုသာကြည့်ပြီးတော့လူကလေးလည်းသွားစရာမရှိရင်ဒီပွဲမှာဝင်ပါလို့ရတယ်ဆက်တာသွားရှေ့ကကုန်းကြီးနားမှာပွဲချင်းပါနေတယ်မျက်စံတော်လည်းအဲ့ဒီလူအိုကြီးပြောတဲ့ထူးဆန်းတဲ့ပွဲကို အရောက်သွားဖို့ပြင်လိုက်တယ်အင်ဂျင်30ကျော်လောက်စူးစူးညံ့ညံ့အတန်တွေကြားလာရတယ်ဘုံတန်လိုလိုစမ်းတန်လိုလိုအတန်တွေရဲ့အနည်းကိုသွားကြည့်တဲ့အခါမှာတော့ ရာနဲ့ချီနေတဲ့ရွာသားတွေကိုတွေ့ရတယ်။အဲ့ဒီလူတွေကလည်းရှေ့ခေတ်အဝတ်အစားတွေကိုဝတ်ဆင်ထားကြတယ်။ရွာသားတွေရဲ့အလဲမှာမြို့ဘူကြီးတခုရှိပြီးမြို့ဘူမှာတော့အကောင့်ထဲမပေါ်တဲ့အသားတုံးကြီးကိုกินထားတယ်။ရွာသားတွေအားလုံးမျက်စံထုံတွေ့ခဲ့တဲ့လူအုပ်ကြီးလိုပဲလက်ဘေးမှာတမတ်စစ်လေးတွေကိုဖောက်ဆွဲထားကြတယ်။လူအုပ်ကြီးကိုဖျက်တိုးပြီးရွာသားတွေရဲ့ကြားမှာမုတ်ဆိုးကြီးဆော့ထီးရဲ့ဝိညာဉ်ကိုရှားအပြတ်နေတယ်။ ရွာသားတွေနဲ့အတူတူတစ်ခေါင်းကိုဒုံးနဲ့ခောက်ပြီးဘုံလုတ်တီးရဲသူ၊ကွင်းနီအောင်ကနေတဲ့သူ၊ဝလုံးနှလုံးကိုရိုက်ပြီးစီးဝါလန့်နေတဲ့သူတွေကိုတွေ့ရတယ်။မိုးဆိုးကြီးကတော့မြို့ပေါ်တပတ်လည်တဲ့အထိရှာလို့မတွေ့ခဏအကြာမှာတော့ရွာရဲ့အကြီးကဲဖြစ်ဟန်တူတဲ့လူကြီးကကဲကဲရွာသားအစ်စ်တွေကိုခေါ်ခဲ့ကြဟဲ့အဲ့လိုပြောလိုက်တော့လူလေးဦးစီထမ်းထားတဲ့ဝေါ်ရင်တွေနဲ့ရွာသားအစ်စ်တွေကိုတင်ဆောင်လာခဲ့ကြတယ် မိဖို့ကြီးနာရအောင်ဥတီလာတဲ့ဝေါ်ရင်တွေတဲကမှအလဲမဆင်းနဲ့လိုက်ပါလာတဲ့သူဟာမိုးဆိုးကြီးစောထီဖြစ်နေတာကိုအော်အော်စာနဲ့တွေ့ရတယ်။ဝေါ်ရင်အထံသမားတွေကမိုးဆိုးကြီးနဲ့အတူတူတခြားရွာသားအစ်စ်တွေကိုမိဖို့ဘေးမှာချထားလိုက်တယ်။မျက်စံထွားမြင်းတော်အရှိကိုတိုးပြီးအရေးအကဲပြပေမဲ့မိုးဆိုးကြီးကဂရုမပြုမိဘူး။ခဏအကြာမှာတော့ရွာရဲ့အကြီးကလက်ထဲမှာမဆေပြားလေးတွေကိုတိထားတဲ့ကျိုးတွေကိုဆွဲလာတယ်။ အဲ့နောက်ရွာသားအတိတယောက်ချင်းစီရဲ့လက်ဘေးမှာလိုက်လံဆွဲပေးနေတယ်။ရွာသားအတိတဦးကိုဆွဲပြီးတိုင်းမျက်စံထုံးရဲ့မျက်လုံးထဲမှာအယူစုတဲ့တဲ့ခုကိုဖြတ်ခနဲ့မြင်ရတယ်လေ။မိုးဆိုးကြီးရဲ့အလှဲ့အယောက်အဲ့ဒီအချိုးကိုဆွဲယူလိုက်မယ်လို့ပြင်ပြီးရှေ့ကိုထွက်ခဲ့တယ်။ရွာရဲ့အကြီးကကဘေးရတယောက်ကိုကျူဆဲပြီးမိုးဆိုးကြီးရဲ့လက်ဘင်းစီကိုဆွတ်ပင်းရင်လက်ပြင်လိုက်တယ်။မျက်စံထုံးကကျိုးကိုလှမ်းယူဖို့လက်ထုတ်လိုက်တဲ့အခါလက်ကိုတစုံတူအဝဖမ်းဆီးလိုက်တယ်။ မိုးဆိုးကြီးကိုလည်းမက်ဆေ့တပြားဆွဲမိသွားတယ်။ဒီမှာအစ်စ်တယောက်ပါတကြီးမင်း။မျက်စံထုံးရဲ့လက်ကိုကင်ထားတဲ့ရွာသားတူအဲ့လိုပြောတော့ရွာရဲ့အကြီးကအသေးချာအကဲခတ်ပြီးမက်ဆေ့ပြားတပြားကိုယူကလက်ဘေးမှာဆွဲပေးဖို့ပြင်နေ။မျက်စံထုံးကလက်မခံချင်ပေမဲ့လက်ကိုရွာသားတယောက်ကမှလွတ်တဲ့အတွက်လက်ဘေးမှာဆွဲထားလိုက်ရလေတယ်။အဲ့နောက်မျိုးဘိုးတွေကအသာတော်လို့ထင်ရတဲ့အရာကြီးကိုဖဲ့ပြီးရွာသားတွေကိုကြွေးပြက်နေ။ မိုးဆိုးကြီးလည်းအငမ်းမြစားနေတာကိုတွေ့ရတယ်။မျက်စံထုံးကလက်ဘင်းကမက်ဆေ့ပြအောင်မတိမတာချွတ်ကြည့်ပေမဲ့မရဘူး။စိတ်ဝိညာဉ်ဖြစ်နေတာကြောင့်ခွန်အားမရှိတယ်လို့ခံစားရပြီးပေါ့ပါနေတယ်။ဆဲလွယ်အိတ်လည်းပါမလား။ပဒီလည်းပါမလားတဲ့အတွက်အခက်တွေ့နေတယ်။မိုးဆိုးကြီးစားပြီးတဲ့အခါမှာတော့ရွာအကြီးကမျက်စံထုံးကိုစားဖို့ပြောတယ်။မျက်စံထုံးကအနေငယ်ဖိတ်ဟူလိုက်ပြီးမထူးတော့ဘူးမို့ဗစက်ထဲပြစ်သွင်းလိုက်တယ်။ဗစက်ထဲမှာအလွန်ပုတ်ဟောင်းနဲ့ ငပိနဲ့လောအနတ်မျိုးကိုခန်းစားမိပြီးထွေးမယ်အလုပ်ထွေးမရအောင်ကျိတ်မဲ့ပြီးမျိုးချမယ်လို့တော့မျက်စံတို့ရဲ့ကိုခန္ဓာရှိရာကင်ကကရသေးကြီးရဲ့ကြောင်းကစိတ်မိတိုင်းကအယောင်မိန်ပြီးကုန်လို့နီးနီးဖြစ်လာတဲ့အတွက်ရသေးကြီးကဂါတာတပုတ်ရွတ်ပြီးလဝါကိုလင်းနဲ့မှုတ်လိုက်လိမ့်တယ်အဲနောက်မျက်စံထွေးရဲ့မှလုံးမရှက်ခန္ဓာကိုကလေကြောင်းတဲ့တဲ့စီကိုခက်ဆက်ဆက်လေးပုတ်လိုက်တယ်။မြောင်လာရွာမျက်စံထုံးရဲ့စိတ်ဝိညာဉ်ဟာ ပါဇက်ထက်ရငပိတွေပြန်ထွက်လာပြီးလက်ဆွဲပါပြတ်ထွက်သွားတယ်။အိမ်တော်မျက်စံတော်ကမိုးစိုးကြီးရဲ့လက်ဘင်းကမက်ဆေ့ပြောက်ပါဆက်ဖြုတ်ပြီးပြေးဖို့ဖြစ်နေ။အဲ့ဒီချိန်ရွာသားတွေအားလုံးကအယိုးစုတွေအဖြစ်ပြောင်းလဲသွားပြီးရွာကြီးကလည်းအမောင်နဲ့နဲ့မှရှိတဲ့တော်ကြီးခြုံကြီးတွေဖြစ်နေတယ်။အယိုးစုတွေကမျက်စံထုံးနဲ့မိုးစိုးကြီးကိုဝိုင်းထားကြတယ်။ထွက်ပေါက်ရှာနေတဲ့အချိန်မှာအယိုးစုတွေကအနီးကပ်လာကြပြီးမိုးစိုးကြီးနဲ့မျက်စံထုံးရဲ့စိတ်ဝိညာဉ်တွေကိုဖမ်းယူဖို့လက်ဆဲတွေနဲ့ငပိတွေကိုယူကြတယ် အဲ့နောက်အယိုးစုတွေရဲ့လက်အတွင်းကြာရောက်လို့နင်းနီးမှာမိုးဆိုးကြီးရဲ့လက်တစ်ဖက်နဲ့မျက်စံထုံးရဲ့ပခုံးတစ်ဖက်လေထဲကိုမြှောက်တက်သွားသလိုခံစားလိုက်ရပြီးနှစ်ယောက်သားကြည့်လိုက်တဲ့အခါကင်ကကရဲ့တေကြီးဟာကင်ထားတာကိုတွေ့လိုက်ရတယ်စိတ်နဲ့ကိုကပ်ပြီးဆိုပေမဲ့မိုးဆိုးကြီးဟာအမှတ်မထင်ဆရာကြီးတရိထားတရိထားအယိုးစုတွေစင်ပြီးတိုင်းကလေးလဲမိစာကုန်စီခံသွားလိမ့်ပြီနှစ်ယောက်လုံးတရိရခဲ့ကြပြီလား စော်ထီတိတ်မလုံးနဲ့ဒရနဲ့တယ်ကွနေအောင်ရတိကြီးကင်ကခဟာမဆိုးကြီးရဲ့ဒရကိုလက်နဲ့အုပ်လိုက်တော့ဒရကချစ်ရအောင်မထင်ရအကောင်ပဂရိအတိုင်းပြန်ဖြတ်သွားခဲ့တယ်မြောင်လဆိုတဲ့ရွာလူတွေကလူတွေမဟုတ်ဘူးဘာရတိကြီးအဲ့ဒါအတူတက်ခဲ့ပုံလားစက်တဆေတွေနေတဲ့ရွာပါကွဒီလောကကိုစိတ်ဝိညာဉ်ရောက်တာတိတ်အနေရဲ့ကြီးတယ်ကွနည်းနည်းလေးမှားတာနဲ့ကြက်ဘွားရောက်သွားနိုင်တယ် ကျေးဇူးကြည်လာပါတယ်ဘာရသိကြီးမဆိုးကြီးကိုလိုက်ပို့ပြီးဘာရသိကြီးထက်အရောက်လာခဲ့ပါအောင်မယ်အခုတော့ပြန်ဝင်ပြုတ်ပါအောင်အေးအေးစကုမဆရာမဆိုင်တော့ဓမ္မညုဓမ္မတာမိကောမျက်စက်တော်ကရသိကြီးကိုနှုတ်ဆက်ပြီးမဆိုးကြီးစော့ထိနဲ့အတူတူတော်တဲ့ကနေထွက်ခဲ့တယ်ရသိကျောင်းကဂါရာရွတ်တန်တဲ့တဲ့လူလဲကြားနေရတယ်စိတ်ထဲမှာနှူးသားဝမ်းသာအားရဖြစ်နေမိတယ်တော့ဝအထွတ် တောဆက်အနားမှာဖလောင်တောင်ဝင်းပင်တွေကိုမိုးဆိုးကြီးဟာချိုးယူပြီးနွယ်နဲ့ပတ်စည်းထားလိုက်လေတယ်။ဟာမိုးဆိုးကြီးခမရမိမမှလိုက်တာကြောက်မိနေတာအဲ့ဒါချိုးခဲ့ပါအောင်နဲ့ဟဲ့ဟဲ့တည့်ရလေးဆရာကြီးရဲ့အိမ်ပြန်တောကောင်မပိုင်ပိုတို့မြစ်တို့ဖလန်တောင်ဝင်းတို့ပါမှာကြောက်မိမှသဘောကျတာဗျဟာဟုတ်ပါပြီဗျာ။ gain နေမလေးကခီးဆက်ကြအောင်စို့လမ်းသေးလို့လားဆရာကြီးတော်ကြလမ်းပြောင်းနေဦးမယ်နော် ကျုပ်သွားလာတာနှစ်ခေါက်ရှိပြီခမည်းသာသတိထားပြမို့ဆိုကြည့်ရပရိသတ်များရှင့်မျက်စံထုံနဲ့မို့ဆိုကြည့်စောတိရှာဖို့တော့ဇလန်းလေးရတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်များတဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိသလိုစာရေးဆရာမင်းဟိခန့်ဥတာဒီပေါ့လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင့်ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းချမ်းသာခြင်းတွေကို အစင်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်